နေညီမလေးတယောက်ရင်မက်အကန့်ခံအလိုငိုပြီးပြန်လာတယ်ဆိုရပြီးဒါလေးမင်းကလေးမှမဟုတ်ယောက်ျားလေးရောနော်ယောက်ျားလေးရောမင်းကလေးရောအခုအဲ့အဖိုးကြီးကနေလက်ကတည်းကရင်ဘက်ဘက်ကိုရောက်လာတာ။အကောင်မလေးခေမှာလောက်လောက်ရင်နဲ့အဲအဖိုးတယောက်ကသူရင်ဘက်ကိုကင်လိုက်တယ်ပေါ့။မန်ငိုယုံကလွယ်ပြီးတော့သူဘယ်လိုလုပ်ရမလဲပေါ့နော်။အားလုံးမင်္ဂလာပါမျိုးရေအီမိုကေကြည့် channel ကြိုဆိုလိုက်ပါရစေ။ဒီနေ့တိဆက်ပေးမဲ့သတင်းလေးကအရန်ကမှအရေးကြီးသတင်းလေးပြ။ဒီသတင်းလေးကဘာလဲဆိုရင်ဒီဂျပန်နိုင်ငံမှာဒီမြန်မာမိန်းကလေးတွေအိမ်ပေါ်သွားလောက်တယ်။ ဒီအိမ်မော်သွားလောက်တာကိုဒီဂျပန်အဖိုးကြီးကနေပြီးတော့ဒီမိန်းကလေးရဲ့ရှင်သားကိုခြင်လိုက်တယ်ဒီနေ့မှာတော့ဒီဖြစ်စဉ်အားလုံးကိုဒီမျိုးသမီးကအသေးစိတ်ရှင်းပြလာတယ်ကျွန်တော်ရဲ့မျိုးလည်းဘူးတုဒ္ဒရာအနေနဲ့ပြည်လိုင်ဝင်မဲ့ disability ခြင်းဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်ဘေးဖန်လေးကိုဆက်လိုက်အောင်ဒီဘူဖန်လေးကိုလည်းအများသူငါသိရလို့ like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ညီမလေးတယောက်ရင်မက်အကန့်ခံလို့ငိုပြီးပြန်လာတယ်ဆိုတဲ့ဗီဒီယိုတွေ့လို့ပြောပြမယ်။ ဲ့ဒါလေးမင်းကလေးမှမဟုတ်ယောက်ျားလေးရောနော်ယောက်ျားလေးရောမင်းကလေးရောအခုအခုอ่ะလေယောက်ျားလေးယောက်ျားလေးဖြစ်လို့လဲနောက်ကျောမလုံခစ်ကလေအဲ့တော့ဒီဘယ်နိုင်ငံမှာပဲဖြစ်ဒီလိုနှာဘူးထားရသွားရှိရဂျပန်မှာမဟုတ်ဘူးဂျပန်ဆိုပြီးကောင်းတဲ့တမဆိုလို့ဂျပန်လူမျိုးမှာမဟုတ်ဘယ်လူမျိုးဘယ်လူမျိုးဖြစ်ဖြစ်ယောက်ျားမင်းမှာနော်ယောက်ျားမင်းမနဲ့လည်းမဆိုင်အောင်အဲ့လိုတနာကြီးရဲ့သူကကြီးကိုကြီးရဲ့အဲ့တော့သူတို့ဒီအဖိုးဖွားတွေဂေဟာမဝင်ခင်မှာလေဂေဟာမဝင်ခင်မှာဒီလိုမျိုးသူတို့ရဲ့အချက်လက်တွေ ခုခုချင်းကြောဟုတ်ပါတော့ဟာလုံးလျှောက်လွားမှာဖြစ်တယ်လို့မျိုးအချက်လက်တွေအကုန်ရောက်လာကိုယ့်ရဲ့ယာစဝင်ပေါ့နော်အဲ့လိုပုံစံမျိုးနောက်တော့ तू ကဘယ်လိုပုံစံမျိုးရှင်သန်နေထိုင်ပြီးတော့ဘာလို့တွေလောက်ကန်ခဲ့တယ်သူ့ရဲ့ဝါသနာတွေကဘာဆိုပြီးရောက်လာပြီးသားအဲ့လိုမျိုးတွေမှာမှဒီလိုနှာဘူးကြတဲ့နှာဘူးအဖိုးဖွားတွေဆိုလို့ရှိရင်အဲ့လိုမျိုးအဲဆက်ကုဟာရာတို့ဝကိုင်အနာကစကီတို့ဝကိုင်အိုတိုကိုကစကီတို့နော်အဲနောက်ပြီးတော့အဲအိုပိုင်အဲအိုပိုင် နော်မီတာရီတို့တည်ရမလားအုပ်ပိုက်စာဝါရီတာရီတို့နောက်ပြီးဘွန်ညူးနော်မီတာရီတို့အဲ့လိုမျိုးလေးရေးတာတက်တယ်အဲ့လိုလူမျိုးတွေဆိုရှင်ကိုကပြုစုဆောင်ရှောက်ရနေမှာမျက်စိလည်းလည်းနားလည်းလည်းထားရမယ်တခြားလူတွေနဲ့မတူဘာလို့လဲဆိုတော့သူတို့ရဲ့အဲတငယ်ပြန်နေရလဲဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကဟိုသူတို့ရဲ့အရင်ဒီငယ်ရွယ်တဲ့အချိန်မှာတော့လူကြီးတယောက်အနေနဲ့လှုပ်လှုပ်ခဲ့တာပဲဒါပေမဲ့အချိန်မှာဟိုဆန်းနောက်ကိုတိုက်ခါနဲ့ထင်းခဲ့ကြတာဆိုတော့ ဲ့လောက်ဟောမဖြစ်ဘူးကွာသိရမလားအဲ့တော့တငယ်ပြန်လာတဲ့ယောဂတငယ်ပြန်ယောဂဖြစ်တဲ့အချိန်မှာဒီအုံနောက်ကမထင်းချုံနိုင်တော့ဆန္ဒကိုအဲ့တော့ကလေးတယောက်လိုပဲဟန်မဆောင်တတ်တော့အကုန်ထွက်ချလာတဲ့ပုံစံမျိုးဖြစ်သွားပါဘောနော်အဲ့လိုလူမျိုးပြုဆောင်ရှောင်းမှုလို့တဲ့အချိန်မှာကိုကိုကြုံဘူးလာဆိုလို့ရှင်အဖိုးအိုက်အဖိုးကြီးကနေပြီးတော့ဒီမျိုးလက်ကကွာစတယ်လို့ပုံစံမျိုးလက်ကဒီရင်ဘက်ဘက်ကိုရောက်လာတာအဲ့တော့ကိုကမျက်စိမျက်စိလင်းလက်ကလည်းလျင်နေကိုကအဲ့မှာသူ့လက်ကဒီလိုလာတဲ့အချိန်မှာကိုကဒီလိုဖမ်းဆုပ်ပြီးကန်လာ ကိုင်းပြီးတော့သူ့နာနာလို့လို့ကက်ပြောလေအဲ့လိုပြုံးပြုံးလေးကဒုက္ခဆော်ရတော့တုံးမို့တန်တော့တခြားဝန်ထမ်းတွေလည်းရှိရတယ်တခြားဝန်ထမ်းတွေရှိရဆိုကိုကသူ့ကိုငောက်တဲ့ပုံစံမျိုးနဲ့မပြောဘူးတင်လက်ကိုတူတူအားနဲ့တူတူကျင့်အောင်ကိုင်းလာပြီးတော့ဒုက္ခဆော်ရတော့တုံးမို့တန်တော့ခွချင်းတော့ဟောကဆော်ရော့ရော့ခေးဆဆော်ရော့ဖို့ကဟွန်းဟွန်းနားလည်းမပြောရလက်ကိုအဲ့လိုအဲ့လိုပြန်လှုပ်ပေးတာနော်ဘယ်နေရာကိုကိုင်းမလို့ဘယ်နေရာကိုကိုင်းဖို့တွေးနေရလဲ ငါ့ပိုအာတန်တယ်နော်ရဲခေါ်လိုက်ရမလားဆိုအဲ့လိုမျိုးပုံစံမျိုးနဲ့ပြောလိုက်ဆိုသူကသူကနေဘလို့ပြန်ပြောလဲဆိုဝါစာတူကြတဲ့ရှောဂျီဂီတာတဲ့အဲ့လိုမျိုးပြောရှောဂျီဂီတာမို့ဒါမဲ့အဲ့လိုမျိုးပြောလိုက်တာမဟုတ်လားသူကမတော်တမဲလောက်တာမဟုတ်မတော်ရဆမတော်ရဆလည်းမရဘူးအဲ့လိုမျိုးပြောလိုက်တာအဲ့ဒါတရားနော်နောက်အဖိုးကြီးတယောက်ဆိုရှင်အဲ့တော့မိုးရှို့အခုကြီးလုံးနေဝန်ထမ်းတွေအကုန်လုံးစုနေတဲ့အချိန်မှာအဲ့သူကဖြတ်သွမ်းကြတဲ့နဲ့အဲ့အဖိုးကြီးရဲ့အာ အော်ဝင်းနဲ့တယောက်ရဲ့တင်မကိုကမ်းမလို့တယ်ကိုကမြင်တဲ့အချိန်မှာနာနီနာနီဆိုတော့တော့ရမဲတဲ့ကဒါဆိုင်အဲ့လိုထောက်လိုက်တာထောက်တော့အချောင်းဝင်းနဲ့ညကုန်လာတယ်သူ့ကိုဝိုင်းကြည့်ကြဝိုင်းကြည့်တော့မလောက်တာလဲဆိုအဲ့လိုမျိုးပြောတာမဟုတ်ဘူးဆိုအဲ့လိုပဲပြောကြတာအဲဟိုဘာတော့ဝင်းနဲ့ချင်းချင်းကိုတော့တူတူလေးပြောပါမယ်တင်မကိုကမ်းမလို့လိုက်လို့ဆိုတခြားဘိုးဘွားရဲ့အတွက်ကြောင့်မလို့ဘာလို့သူများဖေအောင်ကမ်းတာလဲဆိုအဲ့လိုမျိုးမဟုတ်ဘူးအကျိမအဝဲနဲ့လေဘာလို့မလို့လဲရက်လိုက်ဆိုအဲ့လိုမျိုးပဲပြောပြီးဝန်ထမ်းချင်းချင်းကြတော့တင်မကံမလို့လောက်တာဆိုဒီလိုမျိုးလေးဝန်ထမ်းချင်းချင်းကိုတော့သိအောင်ပြောရမယ်အချောင်းဝန်ထမ်းတွေကိုလည်း အဲ့လိုပုံစံမျိုးနောက်ပြီးတော့အဖိုးကြီးတွေမှာမဟုတ်အဲ့လိုနှာပူးကြတဲ့အဖိုးကြီးတွေလည်းရှိတယ်။နောက်တယောက်တည်းအိမ်နာကိုပို့တဲ့အချိန်မှာကိုတယောက်တည်းမနိုင်လို့တခြားယောက်ျားလေးဝန်ထမ်းကိုခေါ်တာပေါ့နော်။အာကိုကိုနဲ့ပဲဂျုံတာ။အဲ့ဒီဝန်ထမ်းကိုခေါ်တဲ့အချိန်မှာကိုကအနောက်ဘက်ကနေနေရ။အဲ့ဒီဝန်ထမ်းဦးလေးကိုကြောရှေ့ကနေခိုင်းတာ။သူကယောက်ျားလေးအာတန်နဲ့ဆိုရှေ့ကနေခိုင်းတာ။အဲ့ဒီဖွားရဘာလုပ်လဲဆိုအိမ်နာမှာငရုတ်ထိုင်နေတာ။အဲ့ရှေ့ကဝန်ထမ်းဦးလေးရဲ့ယောက်ျားတက်စားကိုတို့ကင်ဖို့တို့လှုပ်တာ။အဲ့လိုလှုပ်တဲ့အချိန်မှာအဲ့ဒီဝန်ထမ်းဟောရာ ဘာလုပ်တာလဲဆိုစောက်ကိုင်းလို့မရဘူးလားတဲ့အဖွားကြီးအဲ့လိုမျိုးပြောတာကိုင်းလို့မရဘူးလားဆိုအဲ့လိုမျိုးအဲ့ဒီအဖွားကြီးဆိုဘယ်လောက်ဆိုးရဲဆိုကိုရီလေးသူ့ကိုတင်ရင်မရဘူးတိတ်မဲတို့ဟိုဒီအိမ်နာကိုပို့မယ်ဆိုရှင်မင်းကလေးဆိုလုံးဝမရဘူးယောက်ျားလေးတော်မှလည်းမျက်မှန်တက်ထားတဲ့ယောက်ျားလေးမှသူကသူကသူဘောကြတယ်သူကနော်မျက်မှန်တက်ထားတဲ့ယောက်ျားလေးဆိုရှင်ဖြုံဖြုံပြုံပြုံနဲ့လှုပ်သမျှအကုန်ခံတာအခုအိတ်ဆိုတော့တန့်အိတ်တာအခုစားဆိုတော့တန့်စားအခုအိမ်နာသွားမယ်ဆိုတော့တန့်သွားကိုရီမင်းကလေးလုံရင်လုံးဝလက်မခံအဲ့လိုမျိုး သူ့ရဲ့ဗီဇာနဲ့လူမျိုးနဲ့လည်းမဆိုင်ဘူးယောက်ျားမိန်းမနဲ့လည်းမဆိုင်ဘူးဒီတနာကိစ္စကိုကြည့်ရတူကကြည့်ဖို့ကြည်ရပါတော့အဲ့တော့ဒီဒီပြုဆောင်ချောင်းမှုလုပ်ပြီးဆိုရင်မျက်စိလင်းလင်းနားလင်းလင်းเนาะမျက်စိလင်းလင်းလက်လင်းလင်းပါးစပ်ကလည်းပုတ်ခနဲ့ပတ်ခနဲ့ပြောတဲ့ပြန်ပြောနိုင်ပြီးတော့အဲ့လိုမျိုးကအဆင်ပြေမှာအလုံးပဲမိလာပါ။အင်းဟိုနေ့ကခန်းကောဆရာတယောက်တင်ထားတာတွေ့လိုက်တယ်ပေါ့နော်။ကောင်းမလေးခေရမှာလောက်လောက်ရင်းနဲ့အဲအဖိုးတယောက်ကသူရှင်ဘက်ကိုဂိုင်းလိုက်တယ်ပေါ့။သူမှငိုယုံကလွယ်ပြီးတော့သူ ဘယ်လိုလုပ်ရမလဲပေါ့နော်တကယ်ရှိတယ်နော်အဲ့လိုတွေကတကယ်ရှိတယ်တချို့ကြတော့ရှက်လို့ထုံမပြောတဲ့လူတွေရှိတယ်ပေါ့ဟိုသူနီသူရနဲ့ဖြည့်ရှင်တဲ့လူတွေရှိတယ်ပေါ့အဲ့လိုတကယ်ရှိတယ်ကိုပါနဲ့ကိုပါပါနဲ့နဲ့နေနိုင်မှဟိုဂေဟာဖြစ်ဖြစ်စေယုံမဖြစ်ဖြစ်ဒီဘိုးဘွားစောင့်ကြောက်ရေးလို့ဆိုတာကြတော့ကိုပါနဲ့ကိုအဲ့လိုချောင်းတိန်နိုင်မှအင်းလောက်တာပေါ့နော်အဲဒီဟိုကနကို delay delay မနေလို့ကတော့ဒီရတိုင်းမှာခံရမှာပဲအဲဆိုတော့ အဲတိချောင်းပေါ့နော်ကိုရီဆေးယုံမှာဆိုလဲဟိုနေရာဘာကြောင့်လဲဆိုတော့ယေရှုကန်ထဲတာကွာအဖို့တယောက်ကိုယေရှုကန်ထဲတော့အဲဆေးယုံမှာကြတော့အသက်ရှိသူဆေးယုံမှာကြတော့ခွဲအယိုးထန်တာဆိုတော့သူတို့အကျိုးရံနဲ့ခွဲစိတ်ကန်နဲ့ထဲတာကွာခွဲတာဆိုတော့ခွဲတဲ့လူနာတွေကိုအဲယေရှုကန်ထဲပြီဆိုလို့ရှိရင် တယောက်တစ်ထည့်လို့မြောက်ယေရှုကလည်းအမြဲတမ်းနှစ်ယောက်ထည့်ရတယ်သူနာပြုတစ်ယောက်နဲ့အကူတစ်ယောက်နဲ့ထည့်ရတယ်အဲ့ဒါကိုကြတော့သူနာပြုတစ်ယောက်နဲ့ထည့်ရဗောထည့်လက်ထည့်ရောအဲ့ဒီဖိုးကိုကြတော့သူကမတ်တမြင်နိုင်ဘူးကမတ်တမြင်နိုင်တော့ယေရှုပြီးွားလို့ရှိရင်အရှိရာသူနာပြုကဒီလိုပိုက်ထားတယ်သူပိုက်ထားရတယ်အရင်ပတ်ချင်းဟတ်ထားတာဗောအဖိုးအဖိုးကဒီကိုဟတ်ထားတယ်သူနာပြုနဲ့ဒီလိုဟတ်ထားရတယ်ဗောအဲ့လိုဟတ်ထားတဲ့အချိန်မှာကိုကနောက်ကနေအဲ့ဒီ ဒိုင်ဘာတို့ဘောင်မီတို့ဘောဆရာကြီးကသူကနောက်ကလောက်ပေးရတာပေါ့အဲ့လိုမျိုးဖတ်ထားတဲ့ပုံစံမျိုးဖြစ်တဲ့ဟာအဲ့ဒီအဖိုးကဘာလုပ်တယ်ဆိုတော့ဒီလိုလေးဖတ်ထားတာပေါ့သူကလည်းသူနာပြူရဲ့အခုံဖတ်ထားတယ်သူနာပြူကသူ့ရဲ့ခါကိုထိန်းထားတာပေါ့အဲ့ဒါခီမိုချီနာတဲ့လို့ပြောတယ်လေဟာတဲ့ကောင်းလိုက်တာပေါ့သူအဲ့လိုလေးနေရတာကောင်းလိုက်တာတဲ့အဲ့နဲ့ခုကနောက်က ရီရခိုးရီရတာပေါ့နော်ဒီသွားရင်လည်းဆေးစုံမှာဆိုလို့သူနာပြဆေးစုံမှာဆိုလို့ခင်မချီနာခင်မချီနာတော့လည်းအမြန်ကောင်းလိုက်တာကောင်းလိုက်တာကြီးမပြောနဲ့အဲ့ဒါသူနာပြဆေးစိုးပါပြီးတော့အဲ့လိုမပြောနဲ့တဲ့နန်းလဲနန်းလဲပေါ့ဟွာအသက်အရွယ်မတူဘူးတဲ့နင်းနဲ့ငါနဲ့ကအသက်အရွယ်မတူဘူးတဲ့အဲ့လိုမပြောနဲ့တဲ့ငါကနင်းရဲ့အကြီးအရွယ်ပဲရှိတယ်တဲ့အဲ့လိုပြောတော့အဲ့ရေဘိုးက तू က तू ကလည်း तू ငယ်တယ်ပဲထင်တာကွာသူတို့ကြတော့နင်းစီကျော်အဲတငယ်ပြန်နေတယ်ပေါ့ ြောရရင်တော့သူတို့ကတော့တကယ်ပြန်တယ်ပေါ့ဒါပေမဲ့တို့မြန်မာတွေလို့ပြောမယ်ဆိုရင်တော့ယင်လေးနဲ့ယူနေရတယ်ကြီးပဲအဲဒါဆိုတော့နင်းနဲ့ငါနဲ့အသက်အရွယ်ချင်းမတူဘူးတဲ့ငါနေကြီးလောက်ပဲရှိတယ်အဲ့လိုမပြောနဲ့ဆိုတော့ तू ကဟုတ်လားတဲ့ငါတဲ့နင်းနဲ့အသက်တူရွယ်တူပဲရှင်နေတာတဲ့ तू ကသူ့ဘာနဲ့ तू ငယ်တယ်ပဲထင်နေတာကွာဟုတ်လားတဲ့အသက်တူရွယ်တူပဲထင်နေတာတဲ့ तू အဲ့လိုမျိုး မဖက်ရတာပေါ့ကကြာပြီပုံစံမျိုးပေါ့အဲ့လိုမျိုးပြောတာအဲ့နဲ့မမတူဘူးတဲ့နင်းနဲ့ငါနဲ့အသက်ရွယ်မတူဘူးတဲ့ဟိုငါနှစ်ကြီးလောက်ပဲရှိတယ်ဟုတ်လားတဲ့အဲ့လိုပြောပြရကြမှာကိုကလည်း तू ဖက်ထားတဲ့ချင်းဆိုတော့ခင်ဗျာခင်ဗျာနောက်ကနေကိုဆရာကြာဝဲပြီးရပြီထမ်းလို့ရပြီဆိုပြီးတော့အဲ့တွန်းလဲပေါ့ထိုင်ကိုင်းလိုက်တာအဲ့လိုမျိုးလက်ရှိတယ်အဲ့ဒါပြီးတော့အဲဒီနေ့ဟန်ဆိုပေါ့ဟာလန်ဒိုကန်ကို တတ်မှန်ရိုက်ဖို့အတွက်ကိုခေါ်သွားခိုင်းလို့ခေါ်လက်ခေါ်သွားတော့အဲ့ခွဲထားရဲ့ခွဲထားတဲ့လူနာပြုတ်ကွာအဲ့ကြောက်ကက်ယောဂတွေပါလားမသိဘူးသူကပိုက်တယ်မြင့်မြင့်ထဲထားပြီးတော့သူကအရေးတွေထုတ်ပြတာဟုတ်အဲ့ထုတ်ပြီးတော့ခန်းကလည်းကျင်းတော့အဲ့ခူရမိုက်စုဟိုတွန်းလဲဖို့တွန်းတင်တာမှာပိုက်ကပတ်နေရကွာကိုလုံးပတ်နေရတယ်ကိုကလည်းပတ်လို့မရရနဲ့သူ့ကိုလုံးကိုဒီလိုတိုင်းရောခါကနေမှဒီလိုတိုင်းပြီးလက်ကိုဒီလိုယူလိုက်တာသူ့ရဲ့စိတ်ထဲမှာဒီမျိုးတော့ဖြစ်သွားတယ်တဲ့ သူအဲ့လိုမျိုးမိန်ကလေးနဲ့မိန်ကလေးနဲ့ပြောရမှာဘယ်လိုပြောရမလဲသူအဲ့လိုမျိုးသူ့ကိုအဲ့လိုမျိုးဖက်တဲ့ပုံစံမျိုးနဲ့အဲ့လိုမခံရတာသူကြားပြီဆိုတော့ပေါ့လေသူ့စိတ်ထဲမှာတမျိုးတောင်ဖြစ်သွားတယ်တဲ့ကွာလေအာဂိုမနာဆိုင်ဆူမီမဆက်နဲ့ဟိုတချင်ဟိုဒီဆူမီမဆက်တောင်းပန်ပါတယ်ပေါ့ဒီဘက်ကနေယူလို့မရလို့ပိုက်ကကြော်တော့မှဆိုလို့ကြော်တော့လို့ရှင်နောက်တစ်ခါခွဲစိတ်ခံနဲ့ပြန်ဝင်ရမှာဆိုတော့ကွာဂိုမနာဆိုင်နဲ့ဂိုမနာဆိုင်ကွာလေတောင်းပန်ပါတယ်တောင်းပန်ပါတယ်ပဲပြောပြီးတော့အဲ့လိုမျိုးတော့ရတာပေါ့နော်အဲ့ဒါကြောင့်မလို့တို့တို့ကြတော့ ကိုတွေလောက်တူတူလောက်တဲ့လူတွေဆိုလို့ရှိရင်အသက်50လေးရှိတယ်50အကျော်လေးရှိတယ်40ကျော်လေးရှိတယ်သူတို့ကြတော့တကြီးတဲ့လူတွေဆိုတော့ကဘလို့မှမနေကိုတွေငယ်တဲ့လူတွေလောက်တာနဲ့သူတို့လောက်တာနဲ့တော့မတူဘူးကွာသူတို့ကသိရမလားငယ်တဲ့သူတွေလောက်ပြီဆိုလို့ရှိရင်တမျိုးအဲ့သူတို့အသက်ကြီးတဲ့သူတွေဒါလောက်ပေးပြီဆိုသူတို့ကတမျိုး လိုမျိုးတွေပေါ့နော်ဟုတ်ကဲ့ပါမျိုးကြီးကျွန်တော်တို့ပြည်ဖိုင်လေးကတော့ဒီလောက်ပါပဲဒီပြည်ဖိုင်လေးကတော့အကြာရောက်ရွှေမြန်မာတွေအများဆုံးကတော့ဒီဂျပန်ရောက်ရွှေမြန်မာတွေဒီပြည်ဖိုင်လေးကိုအများဆုံးကြည့်တင်နေအများသူငါတည်ရလို့လဲ like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဒါမှနောက်ထပ် main ကလေးလည်းဒီလိုမျိုးမခန့်စားရအောင်လို့ပေါ့ဗျာနော်တော်များများ main ကလေးတွေကဒီတခြားနိုင်ငံမှာဒီပိုးပွားဆောက်ရှောက်ရင်းနဲ့လှုပ်သွားလှုပ်တဲ့ဒီ main ကလေးလေးအများဆုံးတွေ့ရတယ်ပေါ့နော်ဒီ line မှာလည်း အားလုံးသိအောင် debut file ကိုမျှဝေပေးကြပါလို့တောင်းဆချင်ပါတယ်။ဟုတ်ပါပြီကျွန်တော်တို့ channel နဲ့ဘိုးတူတာရဲ့အကြောင်းနဲ့ selling တဲ့တဲ့တွေကိုမြန်မြန်တက်ဆက်ပေးပါမယ်။ကျွန်တော်တို့ channel like and subscribe နဲ့ like and subscribe နဲ့ဘေးနားတို့ဒီပဲလေး one share ပေးဖို့တောင်းဆချင်ပါတယ်။ debut file နဲ့ပတ်သက်ပြီးတော့အမျိုးရဲအတူတူနဲ့ theme ဆက်ချက်ကိုလည်းကျွန်တော်တို့ comment မှာမှတ်ချက်ရေးပေးကြရရလို့ဝေဖန်ကြံပြနိုင်ပါဗျ။ကျွန်တော်တို့ channel အပိတ်ကြည့်ရှုသူတွေရဲ့အချိန်နဲ့ကြည့်မြင်ရတင်ပါတယ်။နောက်ထပ် video အပြည့်ဆုံးကြမယ်။တရား